โอเคအားလုံးပဲမင်္ဂလာပါကျွန်တော်ဟာ first ကပါဒီနေ့မှာကျွန်တော်က Lucas ကိုဘယ်လိုမျိုး project တော့ဆောင်မလဲဆိုတော့ဖြစ်ပါတော့မှာပါစိတ်မစားဆိုရင်တော့ဗီဒီယိုလေးအဆုံးထိကြည့်ပေးကြပါဦးနော်ပထမဆုံးအနေနဲ့ Lucas ရဲ့ basic ကနေပြီးတော့စရွှေရှင်းပြပါမယ် Lucas ရဲ့ basic ကဘာလဲဆိုရင်တော့ present tense တစ်ချက်ထုတ်လိုက်ရင် stack တစ်ခုရပါမယ် stack ကအများဆုံးတစ်ခုထိစုလို့ရပြီးတော့ stack တစ်ခုစီရဲ့ကြာချိန်ကလည်း5စက္ကန့်ပါ stack ပုံများလေးလေး Lucas ရဲ့ damage ရလေးပုံများမလေးလေးဖြစ်ပါတယ် skill 1 Lucas ရဲ့ skill 1ကတော့ animation ရှေ့ကိုတွန်းပြီးတော့ damage ပေးလိုက်တာပါ ဒါပေမဲ့ static ခုရှိနေတဲ့အချိန်မှာ skill 1တောင်းလိုက်မှဆိုရင်တော့ skill 1အနေငယ်ပြောင်းလဲသွားမှာပါဘယ်လိုမှလဲဆိုရင်တော့ enemy ကိုစစ်ကိုဆွဲပြီးတော့ stand ပေးလိုက်မှာပါနောက်ပြီးတော့ stand တစ်ခုရှိနေတဲ့အချိန်တွေမှာလည်း skill 1ကထပ်ပြီးတော့ပုံစံပြောင်းတော့မှာပါဘလိုမလဲဆိုရင်တော့ stand တစ်ခုပေးပြီးတော့ damage ကလည်းပို့ပြီးတော့ချမ်းလာမှာပါပြီးတော့ skill 1ရဲ့ stand တစ်ခုရှိနေတဲ့အချိန်မှာသူ့ကို stand ပေးလို့မရတဲ့ပြင်ုံမှာ damage ကလည်းတော်တော်ချမ်းပါတယ် skill 2 skill 2က blend တစ်ခုဖြစ်ပြီးတော့နေရအပားလေးတွေတော့ကျော်လို့ရပါတယ်နေရအများစုတော့ကျော်လို့ရပါမယ်နေရအထူးကြီးတော့ကျော်လို့မရပါဘူး စကရီသုံးခန်းချိန်မှာလည်းဖစ်တဲ့အရင်ဟန်ပို့ပြီးခြေတော့မှာပါမင်းကျန်တဲ့အချိန်မှာလန့်ထုတ်လိုက်မှဆိုရင်တော့ enemy ရှေ့ရောက်တော့မှာပါပြောမှဆိုရင်တော့ blink ရနှစ်ခုပေါ့ရိုတက်တောင်းရတဲ့ blink တစ်ခုရယ် enemy ကိုထိုးလိုက်လို့ enemy ရှေ့ရောက်တော့မယ် blink နှစ်ခုဆိုပြီးတော့ပါ ultimate လူကချာ ultimate ကတော့ drain ဆိုတော့တလုံးမရပါဘူးအောက်က energy bar ကိုအရင်ပြအောင်ဖြည့်ပြီးမှ ulti တွေတုံးလိုက်ရပါတယ် ulti တုံးလိုက်မှဆိုရင်တော့ကိုကမကောင်းစွာ base bomb နဲ့ဖြောင်းတော့မှာဖြစ်ပါတယ် အန်တီဘာပြလို့ဘေ့စ်ဘောင်ပြောင်းလိုက်မှဆိုရင်တော့ဘေ့စ်ဘောင်ကယိုဒန်ပတ်ပြီးနေမှဆိုရင်တော့ဆက်စကတ်ခံပါတယ်။ဒါမှမဟုတ်ကိုယ်ကစပယ်တွေတုံးပြီးရောဘေ့စ်ဘောင်ကိုချာရှိခံအောင်အန်တီကိုထိန်းထားမှဆိုရင်တော့စကတ်30အထိခံမှာဖြစ်ပါတယ်ဗျ။ဘေ့စ်ဘောင်ပြောင်းလိုက်မှဆိုရင်တော့နံပါတ်4 skill 1 skill 2လို့ပဲဒါပေမဲ့အနည်းငယ် every ဖြစ်တော့မှဖြစ်ပါတယ်။ ultimate ကရောင်းထည့်တစ်ခုရမှာပါ။ဘေ့စ်ဘောင်မှာဆိုရင်လည်း skill 1ကခုနလိုပဲ stat တစ်ခုရှိတဲ့အချိန်မှာပုံစံတစ်မျိုးဖြစ်မယ်။ stat လုံးဝမရှိတဲ့အချိန်မှာ damage နေမယ်။ stat တစ်ခုလုံးရှိတဲ့အချိန်မှာ damage ရော stand ရောများပါတယ်ဗျ။ Beach ball and skate 2ကလည်း normal form skate 2ပါပဲ။အမှတိတ်မခေါ်ဘူးဆိုပေမဲ့ line collider range နဲ့ damage ပို့ပြီးတော့ပြင်လာပါတယ်ဗျ။ Ultimate Beach ball ရဲ့ ultimate ကတော့ energy blast ခုနပြင်လာမှဖြစ်ပြီးတော့အလားကြောင့်မှရှိတဲ့ enemy အကုန်လုံး damage ထိမှာပါ။ Ultimate ကိုတော့တခြားပြေးတယ်မှာဆိုရင်တော့ enemy ပြစ်မလို့ပါဘူး။ Lucas skate ကိုမျိုးလေးကြောင်းဆက်ပြီးရှင်းပြပါမယ်။ from the one chain မှာဆိုရင် skate 2ကိုသုံး pistol နဲ့ချက်ခုအောက်ထပ် pistol နဲ့ချက်ခုပြီးတော့ skate 1 drill ဆင်အောင်သုံးပါမယ်ပြီးရင်တော့ ultimate ကိုဖွင့်ပြီးတော့တောင်းချက်လေးကြောင်းလိုက်ပြီးခုန်ရပါမယ် ပြီးရင်တော့ skill 1ခုလုံးပြောင်းလဲလာပြီဆိုရင်တော့ skill 1နဲ့ enemy တွေကိုခုဘက်ကိုတွန်းလာရပါမယ် enemy ကသူပြောရဲကောင်းဆိုရင်တော့ ultimate တောင်မလိုပါဘူးဒါမှမဟုတ် enemy က fighter ဆိုရင်တော့ ultimate ပြစ်ပြီးရောဆက်ပြီးလိုက်ကုန်နေတင်ပါတယ်နောက်တစ်ခုမို့တော့ five survive fighter တွေမှာတော့ဟောမယ်ကုန်ဖို့ပါရင်းတော့ rto ဖွင့်ပြီးရင် skill 2တွန်းပြီး enemy တွေနောက်ခုသွားပြီးရင် skill 1ဒုတိယဆင့်နဲ့ enemy တွေကိုခုဘက်ကိုတွန်းခေါ်ပြီးကြရင် rt energy plus နဲ့ပြည့်ပြီးရင် vengeance ဖွင့်ပြီး enemy လိုက်ခုန်နေပြီးရင် skill 1ပြန်ရပြီဆိုတာနဲ့ skill 1ဒုတိယဆင့်နဲ့ enemy အကုန်လုံးကိုဆုံးသက်ပေးအောင်ပါပဲဗျာ ကော Lucas ကို extra line မှာစောက်မယ်ဆိုရင်တော့ကျွန်တော်အပေါ်ကပြထားတဲ့ item app plan နဲ့ battle map ယူသုံးလိုက်ရပါတယ်။ရှင်ကလာဆိုရင်တော့အောက်ခါကိုပဲယူသုံးဖို့ကျွန်တော်ကအချံပေးချင်ပါတယ်ဗျ။ဒီနေ့ video လေးကတော့ပါပဲ။အဆုံးထိချိုးပြချတယောက်ချင်းစီတောင်ချစ်သူများအိုက်တင်ပါတယ်ဗျ။အဖမ်းမချိုးဆိုရင်လည်း video လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုလိုက်ရပါတယ်ဗျ။